ပထမပိုင်းပြီးချိန်မှာလူစားလဲခဲ့ရတဲ့ Yorgress ဘဏ္ဍပွဲလွဲချော်မလဲဆိုတာသုံးသပ်သွားခဲ့တဲ့ဒဏ်ရာပညာရှင်အာဆင်နယ်သင်းရဲ့တိုက်စစ်မှု Vita Yorgress ကစနေနေ့ကဘန်လီကိုတူးစီးနဲ့ဒဏ်ရာရှိခဲ့တဲ့ပွဲစဉ်မှာပထမပိုင်းပြီးလူစားလဲခံခဲ့ရတဲ့အတွက်သူ့ရဲ့ဒဏ်ရာအခြေအနေကိုပညာရှင်တူကသုံးသပ်ပေးခဲ့ပါတယ်လက်ရှိ Premier League ထိပ်ဆုံးမှာရပ်တည်နေတဲ့အာဆင်နယ်ဟာဒီယာဒီမှာဒဏ်ရာပြဿနာများစွာနဲ့ရေဆိုင်နေရပြီးဘူဂါဆာက Williams Lima နဲ့ Kaya Vesto လိုမျိုးအာဆင်နယ်အသင်းရဲ့အကြီးအကဲကစားသမားတွေအားယူခဲ့ရပါတယ် ဒါပြင်အသင်းကောင်းဆောင်မာတင်အိုရီကတ်ဟာလည်းဒဏ်ရာကြေညာခဲ့ဘူးပါရီအာဆင်နယ်ကရန်ကစားသမားအင်အားကောင်းမှုမှုကြောင့်မလို့အခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့ပေမယ့်ပထမဦးစားပေးတိုက်စစ်မှုဒဏ်ရာရနေတာကတော့အကြီးမားဆုံးစိုးရိမ်စရာဖြစ်လာနိုင်ပါရီအလို့သမီးဂါရီယာဂျေဇက်စ်လည်းလက်ရှိမှာဒဏ်ရာနဲ့အနားယူနေရတာကြောင့်ပါပဲဗေဒါယိုဂရက်စ်ကပြီးခဲ့တဲ့ရာသီမှာ52ပွဲကစားထားပြီး54ကိုသွင်းယူခဲ့ကဒီနေရာဒီမှာပေါင်63.5တန်းနဲ့အာဆင်နယ်ကိုရောက်လာခဲ့သူဖြစ်ပါရီ ်ဘယ်လီနဲ့ပွဲမှာသူကအဖွင့်ကိုသွင်းယူခဲ့ပြီးတော့ဒီယာဒီပရီးမီးယားလိမှာလည်းသူ့ရဲ့စတုဒ္ဒါမြောက်ကိုရအောင်နိုင်ခဲ့ပါတယ်ဒါပဲလေပွဲချင်းတဝက်မှာနီးပြမိခဲ့အာရီတာကသူ့ကိုကြွက်သားဆိုင်ရာပြဿနာတစ်ခုရှိတာကြောင့်မလို့လူစားလဲခဲ့ရတယ်လို့ပြောခဲ့ပါရီ။ဒါကပေါင်ချန်နိုင်ရာဖြစ်နိုင်ခြေရှိတယ်ဆိုရယ်ဆိုရင်မူတွေကိုဖြစ်ပေါ်စေခဲ့ပါရီ။ဒါမဲ့လေဒိုင်ယာပညာရှင်တူကတော့ကြီးမားတဲ့ဒိုင်ယာဖြစ်နိုင်ခြေကိုပေးချခဲ့ပါရီ။သူ့ရဲ့သုံးသက်ချက်ရာယိုဂရက်စ်ရဲ့ဒိုင်ယာကကြွက်သားတင်းကျပ်မှုဒါမှမဟုတ် အဆင့်1ပေါက်ပြဲမှုလောက်သာဖြစ်နိုင်ပြီးတော့ကြွက်သားတင်းကျပ်မှုဆိုရင်တော့တစ်ပတ်ထက်နေနိုင်ပြီးအဆင့်1ပေါက်ပြဲမှုဆိုရင်တော့နှစ်ပတ်ကနေပြီးတော့၄ပတ်ထိအနားယူရနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါဆိုရင်တော့ချန်ပီယံလိနဲ့ပရီးမီးယားလိပွဲစဉ်တွေပါဝင်လာမယ့်ပွဲချက်ကာလအတွင်းမှာအဓိကတိုက်စစ်အင်အားဆုံးရှုံးသွားနိုင်ပါတယ်။ယူကရက်ကအာဆင်နယ်အတွက်ဂိုးသွင်းသူတသက်မဟုတ်ဘဲနဲ့အာဒီတိုင်းနီးစနစ်မှာဘောလုံးဖမ်းဆုပ်ပေးပြီးချိတ်ဆက်ကစားပေးတဲ့ဗိုလ်ချက်ဖြစ်လာပါတယ်။သူ့ရဲ့ခွန်အားနဲ့ဖီရောက်ခံနိုင်ရှိမှုကြောင့်မလို့ကွင်းလယ်နဲ့နောက်ခံလူတွေကတိုက်စစ်လိုက်ပါလာဖို့အချိန်ရစီပါတယ်။ ဒါပြင်ကွေးလက်လူမာတင်ဇူဘီမန်နီကလည်းအစောပိုင်းကလူစားလဲခံခဲ့ရပေမဲ့အစူပါတန်ရပညာရှင်ကပဲဒါဟာမကြသေးမီကပွဲများစွာကစားထားခဲ့ရတာကြောင့်မလို့ကြော်သားပင်မနွမ်းနေမှုသာဖြစ်နိုင်ပြီးတော့စစ်စစ်မှုတွေကပုံမှန်ပြသခြင်းမရှိဘူးဆိုရင်စိုးရင်စရာမရှိဘူးလို့မှတ်ချက်ပေးခဲ့ပါရီ